အခန်းလေးလူအတွင်စိတ်တွင်တုံမီထားသောတကူများလူသားတို့ဆွမ်းမကားဖြင့်ပြုလုပ်ဖန်တီးထားသည့်ယခုမြမလောကရှိအံဖွဲရာ ပစ္စည်းရများတွင်ကွန်ပျူတာဆက်သည့်အစဉ်မြင့်ဆုံးဟူယူဆရသည့်လကဘာပေါ်သို့လူသားများခြေချနိုင်ခြင်းသည်အောဖွဲ့ရာအလွန်ကောင်းသည့်မှာမှန်ပါ၏။တို့ရတွင်ကွန်ပျူတာဆက်ဤညွှန်ကြားမှုမပါရှိပါလေ။ထို့အောဖွဲ့ရာသည်ဖြစ်ပေါ်လာနိုင်စရာမရှိဟုဆိုပေသည် ွန်ပျူတာဆက်တီလက်တပြက်အတွင်း၌ပင်လူသားများတစ်ချက်မရနိုင်အောင်ခက်ခဲလွန်သည့်တိချပု္ပ္ပာများကိုဖြေမှန်ထုတ်ပေးနိုင်သည့်ဘ ഹു ဒုတပကဒနိဂျန်စာအုပ်ကြီးများတွင်မပါရှိသောတိမတ်ဖွယ်ရာချက်များကိုသက်ဆိုင်ရာခလုံနှိမ့်လုပ်ယုံများဖြင့်အပြေဝဖော်ပြနိုင်သည့်ကွန်ပျူတာဆက်၏လွန်စွာကြီးမားသောဆိုင်အင်ကိုသိငင်လာသည့်လူသား၏အုံနောက်ဒီလင်းမြန်၍လိုက်၍မမီနိုင်ဒီမှာမှန်ပေသည်တို့ရတွင်အလေးချိန်၃ပေါင်ကျော်ကျော် အဆ90ခန့်သာရှိသည့်တင်းငယ်လာသည့်လူသားဤအုံနောက်သည့်ထိုထူးဆန်းအော်ဖွဲ့ရာအပြည့်ရှိနေသောကွန်ပျူတာဆက်ကိုတီချွင်ဖန်တီးနိုင်ခဲ့ပါသည်ကွန်ပျူတာဆက်ဤဆွမ်းအင်မှာလွန်စွာကြီးမားသည့်မှန်ဤတို့ရတွင် ထိုဆက်ဤအတိညာသည့်အကန့်အသတ်ရှိနေပေသည်ဆက်ဤအတွင်၌တိုးတင်ထားသောတိမတ်ဖွဲ့ရာအဖြစ်ပေါင်းများစွာ၌ဟိုမှဘတ်တိုရောက်စေကမှုထိုဆက်သည့်တစ်ချက်လည်းမပေးနိုင်ဖြစ်ဆိုနိုင်ခြင်းမပြုနိုင်ပေသို့တော်လူသားဤအုံနာအတွင်ရှိ အမှတ်သားစုဆောင်ထားသည့်အကြီးညာချက်လက်ပေါင်းများစွာရေးသွဲ၏မကုံနံအောင်မြပြလည်းရှိသည့်ထိုအတွင်စိတ်ဤမညံတူလောင်ခန့်မှာအကန့်တမရှိကြီးမားပါသည့်ဟုစိတ်ပညာရှင်များကဖွင့်ဆိုကြသည့်ဤအဆိုကိုရုတ်တရက်အားဖြင့်စာဖတ်မိတ်ဆွေလက်မခံနိုင်ကောင်းရှိကောင်းရှိပါလိမ့်မယ်တို့ရတွင်ဤအခန်းကိုပြီးဆုံးအောင်ဖတ်မိလင်อืมဟုတ်နိုင်တယ်ဟုတ်တယ်ဟုသဘောပေါက်လာပါလိမ့်မယ်ချီကာဂိုတက္ကသိုလ်မှာဒေါက်တာစီဂျက်စင်ဟဲရစ်ဒီလူဒါဤအသိစိတ် conscious mind တရှိရာဖြစ်သော အုံနာအတွင်း ကလစီအကျုံးငယ်ကလေးများ14ဘီလီယံရှိသည်ဟုတစ်ချက်ပြောဆိုသည် trillion ဆိုသည်မှာတန်ပေါင်းတစ်ထောင်ရှိသည်ဟုအမေရိကန်တွင်တမန်၍အင်္ဂလန်နှင့်ဂျာမနီတို့တွင်မူတန်ပေါင်းတစ်တန်းရှိသည်ဟုတွက်ချက်သည်ယင်းကလစီငယ်ကလေးများသည်ဗျံပရာအကြောင်းမဲမဟုတ်ပါနေသားတကြသူအစီအစဉ်နှင့်သူဖြစ်ပေါ်တည်ရှိခြင်းသာဖြစ်သည်ဟုလဲဆိုပေသည် ထို့ပြင်ကလစီများကို မိမြရှိတီဟုရေတွက်ခမှန်၍မရနိုင်တော့လူသားဤဘို့ဟုချက်မအုံနောက်တီလည်းရှိတီသည်ထိုနေရာကိုထရမတ်ဟုလည်းခေါ်ဆိုထားသည်ထရမတ်အတွင်ရှိဂလက်စီကလေးများမှာလွန်စာတိတ်တိတ်မှုရှိလေရာယခုလက်ရှိမိတိခိမိကရိယာများဖြင့်တိုင်းတာသောဂလက်စီကလေးများ၏အရေးအတွက်ကိုရေတွက်ခြင်းကမတတ်နိုင်ဟုဆိုသည်တို့ရတွင်စံတဲ့ချက်အမျိုးမျိုးကိုပြုလုပ်ခြင်းအပြင်ယင်း ်သတ်မှတ်ထားသည့်အတွင်းစိတ် conscious တည်ရှိရာနေရာဖြစ်ကြောင်းနောက်ဆုံးအတိပြုချက်ထားနိုင်လောက်သည့်အထိစိတ်ပညာရှင်များကသဘောထူတွေ့ချက်ပြီးဖြစ်လေသည်ယင် theramet owner အစိတ်ပိုင်းနေရာတွင်လူသား၏အတွင်းစိတ်သည်တချက်ချင်းကမစွမ်းဆောင်နိုင်သည့်မဉဏ်ပေါင်းဆုံးတူလောင်ထားသောအကက်တမက်စတိုခန်းကျင်းနေတကွာတရှိနေသည်ဟုသိပ္ပံနှင့်စိတ်ပညာရှင်များကခန့်မှန်းကြပါသည်ထိုမဉဏ်ပေါင်းဆုံးသည်တူတူသိသိနှင့်လူသားတိုင်း၏ငှို့ရှိုးနေသောစွမ်းအင်း တကူများပင်ဖြစ်လေသည်ကြီးကျယ်များပြားလာသောပေါင်းစုံကိုလူသားသည်မိတို့မိပုံသူဤအတွင်းစိတ်စတိုခန်းကြီးတွင်တူလန်ထနိုင်ခဲ့ပါသည်နီဒီနေရာမှာထိုမေကွန်းကိုဖြစ်နိုင်ရန်အတွက်ဒေါက်တာလူဝစ်ဘာမင်ဤအဆိုပြုချက်ကိုဖော်ပြရပါမည်ဒေါက်တာဘာမင်မှာကျမချင်းနှင့်ယောဂများကိုလူသားဤခန္ဓာကိုယ်တွင်ရှိ glin jade များကမိတို့ ပြုလုပ်ပေးနေသည်ဆိုတဲ့အချက်နှင့်ပတ်သက်ပြီးဇီဝဓာတုပညာရဲ့ဆိုင်ရာပါရဂူဟုအတိမတ်ပြုသားခြင်းခံရသူဖြစ်ပေသည်သူကဤသို့ဆိုခဲ့သည်လူသားတိုင်းဒီအစုံမရှိတိမျိုးရိုးစင်ဆက်ဤတတ္တဘာဝအကြောင်းတရားများပေါင်းစည်ဖွဲ့စည်းကအဆက်မပြတ်ငပြောပင်ဆိုင်တကယ်တို့တရှိနေသောတတ္တဝါဖြစ်ပါသည် လူတဦးတွင်မိဘနှစ်ပါးရှိသည်ထိုသူဤအဖိုးနှစ်ဦးနှင့်အဖွားနှစ်ဦးပေါင်းဒုတိယမျိုးဆက်လေးဦးရှိသည်ထို၄ဦးတွင် မိဘနှစ်ပါးစီရှိရာ မျိုးဆက်၈မျိုးဖြစ်ပါသည်ဤနည်းအတိုင်းလွန်ခဲ့သောကာလနှစ်ပေါင်း200ခန့်အတွင်းရှိခဲ့ဘူးသောထိုတူဤမျိုးရိုးစင်ဆက်၅ဆက်အတွက်ဆက်နွယ်ခဲ့သောမျိုးဆက်လူဦးရေမှာ32ဦးရှိသည်နောက်သို့ပြန်၍နှစ်ပေါင်း200ခန့်အချိန်အတွင်းတခြားမျိုးဆက်၅ခုကိုထည့်သွင်းရေတွက်ပါလင်အဆိုပါလူသားဤအမျိုးဆက်ပေါင်းမှာတထောင်ကျော်မည်ဖြစ်သည် လူသားဤသက်ရှိခန္ဓာကိုယ်ကို Protoplasms များဖြင့်ဖွဲ့စည်းထားသည့်ဖြစ်ရာ ဆိုခဲ့ပြီးမျိုးဆက်များသည့်တစုံတယောက်သောသူတို့မျိုးဆက်ဖြစ်သည့်ထိုလူသား၏ခနာကိုကိုလည်း protoplasm များ၏ဆွမ်းရည်အင်အားအထောက်ကူများအားဖြင့်အကြောင်းဆက်ကားဖြစ်ပေါ်စေခြင်းသာဖြစ်လေသည်ဤတွက်ကင်အရာအဆိုပါလူသား၏မျိုးဆက်အရေးအတွက်ကိုနောက်သို့ပြန်၍နှစ်ပေါင်း600ခန့်အချိန်အတွက်ရေတွက်ကြည့်ပါလင်လူတူချင်းစီ၏မျိုးဆက်လူဦးရေမှာ936တန်း8300 932ဦးရှိကြောင်းတွေ့ရှိရမည်ဖြစ်သည့်တို့ရတွင်ကျွန်တို့တူချင်းစီရဲ့ခန္ဓာကိုယ်နှင့်စိတ်သက်တည်ဆောက်ထားမှုများမှာအထက်၌ဖော်ပြခဲ့သည့်အတိုင်းလွန်လေခဲ့ပြီးကာလဆက်ကဆက်ကရှိခဲ့ဘူးတော့မိမိတို့မျိုးဆက်လူသားတွေတူချင်းတူချင်းစီဤအကြောင်းတရားများပါဝင်ပတ်သက်သောဗီဇများရောနောပါနေတီဟုဆိုရမှတပါအခြားအကြောင်းမရှိနိုင်ပါ တို့ဖြစ်ရာရှေ့တွင်ဖြစ်ပေါ်တည်လူသားမျိုးဆက်များတည်လည်းဤနည်းအတိုင်းပင်ဖြစ်ရပေလိမ့်မည်ယခုချိန်မှစ၍ရှေ့သို့နှစ်ပေါင်း900တန်းရောက်သောအခါထိုအချိန်တွင်အသက်ရှင်လျက်ရှိနေသည့်လူတိုင်းသည်ယခုလောလောဆယ်အချိန်၌အသက်ရှင်လျက်ရှိနေကြသည့်ကျွန်ုပ်တို့လူသားတိုင်းဤအစိအပိုင်းဆက်နွယ်များဖြစ်ချပေလိမ့်မည်ထိုအချိန်တိုင်းတိုင်သည့်ရောက်တော့အခါတွင်လူသားတူချင်းစီဤမျိုးဆက်လူဦးရေပေါင်းမှာ1ဘီလီယံထက်ပင်ပိုနေမည်ဖြစ်ပါသည် The Magic Power of Your Mind စိတ်ပညာစာအုပ်ကိုရေးသားသူ Walter M. Demain ဟာလည်းဤသို့ဆိုသည့်လူအတွင်စိတ်တီမီယာနေရာတည်လွန်စွာจิตလက်သိတိလျက်အလွန်များပြလာသည့်အချက်အလက်အတိညာန်ပေါင်းစုံကိုစုပြုံးတူလောင်းထားသည့်အလွန်ကြီးမားသောစာကြည့်တိုက်ကြီးဖြစ်သည့်ယင်အတွင်စိတ်ဤမဆုအချက်လက်ပေါင်းမြင်များသိသိစုဆောင်ထားသည့်ဟူရည်သွက်ခြင်းကဆန်းဆောင်နိုင်စရာမရှိပါ ထိုမဆုအချက်လက်များမှာလူသားများစတင်ပပောက်တီကာလာမဆောက်ရင်မျိုးဆက်မှုတမျှအစဉ်တစိုက်ဆူဆောင်းတုံမီခဲဟန်သူပါတီဘဲเจ้าဆိုတော့ကျွန်တော်တို့ခုလက်ရှိလူသားများဤဘဝတီလွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကရှိခဲ့ဘူးတော့မိမိတို့ဤမျိုးဆက်လူသားများအပေါ်တွင်အရင်ခံကဖြစ်ပေါ်လာခြင်းကြောင့်ပါတီ အထက်ဖော်ပြပါတွေးခေါ်ပညာရှင်များ၏ယူဆချက်မှာဤသို့ဖြစ်သည်လူသား၏အတွင်စိတ်တွင်ရေတွက်ရေမကုန်လာအောင်များပြလာသည့်အသိဉာဏ်များကိုသူမိသားရှိသည့်ဖြစ်ရာထိုအသိဉာဏ်များမှာကဘာဦးလူသားများမှာစင်သက်ဆက်နွယ်ခဲ့သောမျိုးဆက်ပေါင်းများစွာတို့၏အသိဉာဏ်ဆက်ကဆက်ကပင်သူတို့မျိုးဆက်လူသား၏အုံနောက်နေရာမှာမျိုးရိုးပိစားတွင်အဖြစ်ကုလူဆက်တဲတွာလာနေခြင်းဖြစ်ပေသည်လွန်စွာတိတ်တိတ်တီတီဖြင့် စုဆောင်တုံမီသာအဆိုပါမညံချက်လက်ပေါင်းစုံတို့တွင်စင်စစ်အားဖြင့်လူသားတိုင်း၏အသွင်စိတ်တွင်ငိုရှိုးတည်ရှိနေခြင်းဖြစ်သည်မိခဲပြာဖုံးသဘောမျိုးတည်ရှိနေခြင်းဟုဥပမာပေးနိုင်မည်သည်မိရဲရဲကိုမမြင်ရတော့လဲအသွင်၌မိကြီးခဲရဲရဲရှိနေသည့်သဘောမျိုးဖြစ်သည် ထို့ကြောင့်အသွင်စိတ်ကို မတိစိတ်ဟုနမည်ပေးထားခြင်းဖြစ်လေသည်ယင်းအသွင်စိတ်ဤဆွမ်းရည်ကိုအသုံးပြုသူများရှိတော့လဲမိမိတို့တသက်တာလုံးအသုံးချရမှန်းမသိပဲဘဝသုံးသွားတဲ့သူတွေလည်းရှိလေသည် တခြားဥပမာတစ်ခုပေးရန်ရှိသည်မှာမြေကြီးအတွင်း၌အဖိုးတန်ကြောင်းတန်ဘရန်များတွေရှိနေသည်ကိုမြေပေါ်မှနေ၍မမြင်ရသည့်နှင့်တူသည့်တို့မဟုတ်မမြင်ရသောရေနံတွင်မြေကြီးအတွင်း၌ကိန်းအောင်းနေသည့်ဟန်နဲ့တူ၏သို့သောဘူမိဗေဒပညာရပ်ကိုတကြံနားလည်သူများသည်ထိုအဖိုးတန်တတူတွေရှိနေသည့်သူပညာရပ်ဖြင့်တည်ကြတဲ့ကဲ့သို့လူဤအုံနာအတွင်းရှိတလမတ်အစိပ်ပိုင်းနေရာတွင်အသွင်စိတ်ရှိကြစိတ်ပညာရှင်များ ခမန်းတိရှိထားကြပြီးဖြစ်ပေသည် ထုတ်ပြင်ရင်အတွင်စိတ်တွင်ကိန်းဝန်နေသောအတိညာများပြားထမျက်ပုံကိုလည်းချင်တွယ်သက်စားနိုင်လေသည်ထို့အဖိုးတန်ကြောက်တန်ဗရံများနှင့်ရည်နံများကိုဘူမိဗေဒပညာရှင်များသည်ထုတ်ယူသုံးစွမ်းရည်ကျူးစားတကယ်သို့စိတ်ပညာရှင်များသည်လည်းအတွင်စိတ်ဤတကိုယ်စွမ်းရည်ကိုထုတ်ယူသုံးစွမ်းရည်နီလန်းများရှာကြံကြလေသည် တခါတရံတွင်ရေနံတီ၎င်းကြောက်တံဗရများတီ၎င်းမြေပေါ်တို့သူအလိုလျောက်ပေါ်ထွက်လာသည့်တကယ်ရှိတကယ်တို့လူသား၏အတွင်းစိတ်တကူများသည့်လည်းသူအားသုံးဆွဲရန်အထူးတလဲမကြိုးစားရဘဲအလွယ်တကူပင်ပေါ်ထွက်လာသောအကျိုးပေးမှုနှင့်ကြုံတွေ့ရသော လူသားများလည်းအနေငယ်ရှိခဲ့ပူပါသည်ရှိနိုင်ပါသည်သို့သော အဖို့တန်ပစ္စည်းဟုသည်များကိုဝိရိယနှင့်ဉာဏ်ပညာကိုသုံးဆွဲပြီးဆွဲရှိရှိနှင့်သူဖို့တမ္မာသာထိုက်တင်သလား ထိုပစ္စည်းကိုရလေရှိပေသည့်ဤတွင်အီဆာအုတ်တီမိမိတို့အတွင်စိတ်နိုင်ရှိနေသောအဖိုးတန်ကြောင့်တန်ပရံများရေနံထက်ပင်တန်မှုကြီးသည့်တကိုယ်ဆွမ်းရည်ကိုမြည်တို့ထုတ်ယူသုံးဆွဲနိုင်ကြောင်းရည်သားရမည်ဖြစ်ပါသည်တို့တော့လူအပ်ချက်ကိုမရင်းမီစာဖတ်တူဤစိတ်တွင်အတွင်စိတ်ဤသဘောတဘာဝနှင့်ဆိုင်ရင်တကူကိုတရှိယုံကြည်ထားရန်အတွက်အစာပြုရမည်ဖြစ်ပေသည်။ဤနေရာတွင်အတွင်းစိတ်၏လက်တပြက်မြင်တွေ့ရလျှင်မြင်များအထိမှတ်ညံထက်မြက်ပုံကိုပြပြသင်ပေသည်။ ဘော့စတန်မြို့၌ဒေါက်တာမော်ဒန်အီဖရင်စတီအတွင်းဆက်၏အကြောင်းကိုအမျိုးမျိုးဆက်ဆက်တုတေသနပြုလုပ်ဖို့တည်သူတည်လူငယ်တူအားသတင်းစာစောင်းကိုပေးပြီးစာမျက်နှာတစ်ခုအလယ်မှရှိနေသောသတင်းတို့ကလေးတစ်ခုကို၃၄ချိန်များဖတ်စီသည့်ပြည်တွင်ထိုသတင်းတွင်ပါနေသောစကားလုံးများအတိုင်းထိုလူငယ်အားပြန်လည်ယူခံရာလူငယ်တီတော်တော်များများမှန်ကန်သည့်အထူးယူပြီးသားစကားလုံးများအတိုင်းယူနိုင်ပေသည့်ထိုနာတာတာပရင်တီ လူငယ်အားအင်္ဂိချပင်းနဲ့သူဖတ်ထားတော်တဲ့စာရေးစာပိုက်ကိုပြန်လည်ရွတ်ဆိုခိုင်းရာလူငယ်သည်ထိုစာပိုက်၏စကားလုံးများအတိုင်းတလုံးပြီးတလုံးအတိတကျရွတ်ဆိုနိုင်သည်တာမကသတင်းစာ၏ထိုစာမျက်နှာ၌ပါရှိသောသတင်းအတူအရှိတွင်ပါတော့စကားလုံးများကိုမူရင်းအတိုင်းတလုံးပြီးတလုံးအတိကျရွတ်ဆိုခြင်းပြနာနိုင်သည်ကိုတွေ့ရလေသည်မူလကလူငယ်အားအင်္ဂိချပြီးသတင်းကိုတပုတ်ဖတ်ခိုင်းချင်တာဖြစ်သည်တခြားသတင်းများကို သူအားမဖတ်ခိုင်းခဲ့ပေ သို့သောအင်္ဂွေချထားချင်းခဲရသောထိုလူငယ်၏အတွင်စိတ်တီဒါနိုကြလည်းရှိသည်ဖြင့်ထိုအတွင်စိတ်တီတရင်စာတမျက်နှာလုံးကိုလက်တပြက်အတွင်အလုံးသောစလုံးများကိုကြည်မိမှတ်မိသွားခြင်းဖြစ်လေသည်ထိုကြောင့်စိတ်ပညာရှင်များသည်အတွင်စိတ်ဒီလွန်စွာမညံကောင်း၍မှတ်သားမိသည်များကိုမြည်သည့်အခါမှမိလျော်ခြင်းမရှိဟုတရှိကြလေသည် အတွင်စိတ်တည်အချိန်မီများကြာသားတည်တိုင်အောင်မမေ့မလျော့မမိနေပုံကိုစိတ်ပညာရှင် Water and Marching ကသူဤစိတ်ပညာဆောက်အတွင်အပါအတန်းရေးသားထားသည်ကျွန်ုပ်ဒီဒေါက်တာ Fijibon ဤအင်္ဂွေချပွဲကိုလေးလာဘူးဒီမြားပြသောပြိတက်ကြီးအတွင်မှအင်္ဂွေချခံရသူများအားဒေါက်တာ Fijibon ကဖိတ်ခေါ်လိုက်ရာလူဆယ်ဦးစင်မြင့်ပေါ်သို့တကြလေသည်ထိုလူများတဲ့တွင် အသက်၄၀ရွယ်လူတအူအားအင်္ဂွေချပြင်းလင်းအပါအတိုင်းမေ၏ မင်းအသက်73ငါဇူလိုင်လ4ရက်နေ့မှာဗေနီးယားကိုရောက်နေခဲ့တယ်လေ။နိုင်ယာဂရာရစ်ကိုမှာပါဟုအဖြေထွက်လာသည်။မင်းအသက်70နှစ်သားတော့ငါဇူလိုင်လ4ရက်နေ့နေ့လယ်စာကိုမင်းဘမစားခဲ့တယ်လေ။ပျော်ပွဲစာကွင်းပြင်မှာမင်း70နှစ်သားတော့ငါနိုင်ယာဂရာရစ်ကိုပျော်ပွဲစာကွင်းပြင်မှာနနက်စာကိုဘယ်ချိန်မှာစားခဲ့တယ်လေ။7နာရီမှာ ထို့နောက်ဒေါက်တာဖီဂျင်ဘုံကသူအတွင်ဆက်ဤမညံနေလိလာတိရှိမှုတကိုးစွာအားကြီးမားဒီကိုတရှိနိုင်ရန်အတွက် ထို့လူအားအောက်ပါအတိုင်းဆန်သက်ကြည့်သည်မင်းဆယ်နှစ်သားတော်ကမင်းနေခဲ့တဲ့အိမ်မှာအကယ်၍စာအုပ်စင်တစ်ခုရှိနေခဲ့တဲ့ဆိုရင်အဲ့ဒီစာအုပ်စင်ကတတိယအထက်လက်ရဘက်ကနေရေတက်တဲ့အခါမှာစရုပ်ထားမြစာအုပ်ရဲ့နာမည်ကိုကျွန်တော်အားဖြစ်ပြပါထို့သူထံမှစကားပြေမရဖြစ်နေသည့်ဤတွင်ဒေါက်တာ ဖက်ချီပွန်ဒီထက်တလဲလဲအမိတ်ပေးတန်ပြင်းမေးဤထိုခါကြမှာအင်ဂွိချခံထားရသူဒီမော်တော်ဆိုင်ကယ်များနဲ့ပတ်သက်သောစာအုပ်ဖြစ်ကြောင်းပြောဆိုလေသည်ထို့နောက်ဒေါက်တာဖက်ချီပွန်ဒီလူဤအတွင်စိတ်မှာသူဤခန္ဓာကိုယ်ပေါ်တွင်မြင်များအကြာဩစာလွမ်းမှုနိုင်ကြောင်းပြသရန်အတွက်လူငယ်တူအားအင်ဂွိချပြင်းလင်းဤတို့အမိတ်ပေးသည်ကျွန်ုပ်ဤနှုတ်မှာတင်းနှစ်ဆိုပြည်တွေနဲ့တပန်းနဲ့ခမားဤခနာကိုတစ်ခုလုံးကတတုံးကဲ့သို့မာကျောတောက်တင်းနေရမယ်အခုနာထတင်းနှစ် ထိုလူငယ်ဤခနာကိုမှတစ်တုံတစ်ခုကဲ့သို့မကြောတောင့်တင်းသွားလေသည်ဤတွင်ပြိတက်ထဲမှလူလေးဦးအားသူလူငယ်အားကလထိုင်ပေါ်သို့မတင်လိုက်ကြသည်လူငယ်ဤဦးကောင်းမင်းပခုံးမှကလထိုင်တစ်ခုပေါ်တွင်တင်ထားလိုက်သည်ခြေထောက်နှစ်ခုကိုကလထိုင်တစ်ခုပေါ်တွင်တင်ထားသည်သူသည်ကြောယိုခါပေါင်းများခြေတလုံးများအောက်တွင်ဘာအခုခံမှမရှိပေဤတွင်တောက်တင်းနေသောလူငယ်ဤခနာကိုအလဲပိုင်းခါနေရမှဒေါက်တာဗကြဘွန်သည်သူ တကူလုံးတက်၍ခုံပြလိုက်သည်လူငယ်ဤခနာကိုမှမာတင်လျက်ရှိပေသည်ဒေါက်တာဖစ်ချဘွန်ကကိုလေးချင်ကိုကောင်းစွာတောက်ခတ်နိုင်သည်ကိုတွေ့ရသည် ဤအချက်မှာအသွင်းစိတ်ဒီခန္ဓာကိုယ်ဤအပေါ်တွင်အံ့ဩဖွဲ့ကားလာအောင်ဩစာလမ်းမိုးနိုင်ကြောင်းထင်ရှားပေလေသည်စဉ်စဉ်အားဖြင့်လူအသွင်းစိတ်ဒီအရာခတ်သိမ်းအပေါ်တွင်ဩစာလမ်းမိုးနိုင်စွမ်းရှိပါသည်လေ့ကျင့်ပြုပြင်ပေးရန်သာလိုသည်စိတ်ပညာရှင်များသည်ဤတို့ပြင်ဤမျိုးမျိုးဖြင့်အသွင်းစိတ်ဤတကိုယ်တတိတိတာစဉ်ရန်ဆန်တက်လေ့ကျင့်ကြသည်တွေးရှိချက်များကိုမူတည်၍ခမန်းချင်းချင်းကြရသည် အထက်ပါလေလာဆန်တက်ခမန်းချက် ချင်းချင်းချက်များကိုကျွန်တော်အနေဖြင့်လက်ခံတည်အဖြစ်ဤနေရာ၌ကျွန်တော်ဤကိုပိုင်တွေးဆယုံကြည်ချက်ကိုသင်ပြလိုပါသည်ကျွန်တော်ဒီဗုဒ္ဓဤတရားတော်များကိုယုံကြည်ကိုးစားအားထားသူဖြစ်ပါသည် တတဝများသည်နောင်ဘဝရှေးဘဝရှိပြီးဘဝဆက်တိုင်းဖြစ်ချင်းစီပူရသောပါရမီများလည်းမိမိတို့ကိုယ်စီတွင်ပါရှိနေကြသည်ဟုလည်းစင်ချင်းယုံကြည်အားကိုးထားပါသည်ပါရမီအဟုန်ကြီးမားမှုကြောင့် ယခုဘဝလူလာဖြစ်သည်ဟုလည်းသဘောပေါက်ပါသည်လူလာဖြစ်၍ယခုအကာမိမိဤပဝန်းကျင်နှင့်မိမိတို့၌ရည်တွယ်ရည်မကုန်နိုင်အောင်မြပြခဲ့သည့်မျိုးစစ်မျိုးဆက်များဤဩစာအငွေအသက်အကြောင်းတရားများမှလည်းမိမိတို့နှင့်မကင်မဲရှိနေသည်ကိုဆိုချက်ကိုလည်းလက်ခံပါသည်တို့ဖြစ်ရာ အလွန်တိတ်သည့်နှင့်ဘဝများစွာကုတုကံအဟုန်ကြောင့်ဖြစ်ပေါ်တိဆောက်လာသော လူသားဤအုံနာအတွင်းဝဲတိပံပညာရှင်များခမန်းသည့် ်တရမတ်အစိအပိုင်းအုံနောက်တနေရာတွင်အကန့်တမဲ့ကြီးမားကျယ်ပြန့်လာသောမှန်ညံသူလောင်သိန်းစီခြင်းနဲ့တကွာတရှိနေသောလူအတွင်စိတ်ဆိုဒီမှာစင်စစ်အဖြစ်မိမိတို့ဤပါရမီတရားများပင်ဖြစ်သည်ဟုကျွန်တော်စင်ကျင်သွတ်စပြီးယုံကြည်ထားပါသည်ထိုပါရမီတရားများတွင်မိမိတို့အားအကျိုးပြုသည့်အကြောင်းတရားအတွင်စိတ်ဒီလေဒုနှင့်တေမရေတွမ်းနိုင်အောင်ရှိနေပြီးမိမိတို့အားဒုက္ခပေးနိုင်သည့် မကောင်းတရားအသွင်းစိတ်တည်လဲဒုနဲ့တည်းမရေမထွက်နိုင်အောင်ရှိတည်ဟုတည်ရှိထားရပါမည်။အဘယ်ကြောင့်ဆိုတော့မိမိတို့ပြုလုပ်ခဲ့သည့်ကံတရားတွေသည် မရေမထွက်နိုင်အောင်မြပြခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ဤတွင်မိမိတို့၌ရှိနေသောငုံရှိုးနေသည့် အကြောင်းတရားအတွင်စိတ်များကိုမြည်တို့မြည်ပုံဆွဲထုတ်အသုံးချနိုင်ပါသည်ဟုနီလန်ကိုရှာဖွေကြရပါမည်။ဘူမိပေရာပညာရှင်များသည်မြေကြီးထဲ၌အဖိုးတန်ကြောက်တန်ပရမများနှင့်ရေနံများရှိသည့်ကိုတည်တကယ်သို့စိတ်ပညာရှင်များသည်လည်းလူသား၏အုံနာအတွင်တွင် သုံးရမကုန်နိုင်သောမြပြလာသည့်အတွင်စိတ်အင်အားစွမ်းရည်တတိထူရရှိနေသည့်ကိုယုံကြည်ကြသည်။အထက်တွင်ဆိုခဲ့သည့်အတိုင်းတခါတရံတွင်မြေကြီးအတွင်း၌အဖိုးတန်ကြောက်တန်ပရံများနှင့်ရေနံများသည့်အလိုလျောက်ပင် မြေပြင်ပေါ်သို့ထွက်လာတကယ်သို့အချိန်အနည်းငယ်များရှိနိုင်တော့လေအခါခတ်သိမ်းလူသားတို့ဒီထိုပစ္စည်းများကိုအပတ်တကုတ်ကျူးစာအထုတ်လေဉာဏ်ပညာကိုအသုံးပြုပြီးနှိရှေလသူဖို့မာတာလိုချင်သောပစ္စည်းကိုရလေရှိပါသည် လူသား၏အဖို့တန်အတွင်းစိတ်၏အင်အားကိုအသုံးပြုနိုင်ရန်ကိစ္စကိုလည်းဤနည်းတိုင်းပင်ဖြစ်ပေသည် ဤသို့အလွန်အလွန်တန်ဖိုးရှိသည့်တကူကြီးလာသည့်အတွင်းစိတ်ပါရမီစိတ်သည့်မိမိတို့တွင်ကိုစီပါရှိနေကြပါလျက်အဘဲကြောင့်လူအများစုသည်မလိုလားအပ်သောဆုံးရှုံးမှုများစွာနှင့်တွေ့ကြုံလျက်ညှိထွားကမိမိတို့၏ဘဝအစစ်မမြင်မှနိုင်မဲရှိနေကြပါသည်။ဤနေရာတွင်ပါပတ်မီရမတိမနောဆိုသည့်ဗုဒ္ဓကျမ်းစာကိုတည်ပြုသင်ပေသည့်မနောစိတ်မြည်သည့်ပါတပ်ပီမကောင်းမှု၌သာ ရမာတိမွေလျော်ပြောမြဲတီမကောင်းမှု၌ပွေမြင့်မကားမှု၌မွေလျော်နေခြင်းသောလူသားဤစိတ်သည်မိမိကိုမိမိအာမကိုလိုခြင်းပြင်းရခြင်းတွေးဝေခြင်းကြောက်ရွံ့ခြင်းဒေါရထွက်ခြင်းစသည့်လူအားအကျိုးမဲ့ကိုသာဖြစ်စေသောမကောင်းစိတ်များဤလွမ်းမှုဖန်ဆီးထားခြင်းခံရသည့်အခါတွင်အဖိုးတန်ပစ္စည်းများကိုညီကြီးတဲတွင်ဆွဲထုတ်ရန်မဆိုထားနှင့်ရှိနေသည့်များကိုပင်မတိသောလူရိုက်များကဲ့သို့ဖြစ်ကလူဘဝ အစဉ်ကိုမြင့်မားအောင်မလုံဆောင်နိုင်မဲရှိနေသည်ဟုယုံကြည်ရပါမည်။မိတို့ပင်ဖြစ်စေလူသားဤအုံနာတနီယာတွင်လွန်စားတကူထက်မြက်သည့်သုံးမကုန်နိုင်အောင်များပြသောအတွင်စိတ်ဆွမ်းအင်းတွင်ပါရမီစိတ်ဓာတ်တွေရှိနေသည်ကိုသိပ္ပံဤအရာတိရှိကြပြီးဖြစ်ရာသူတကူကိုမိတို့သုံးဆွဲရမည်ကိုသာလီလာကြံစားကြရပါမည်။ထို့အတွင်စိတ်ဤတကူသို့မဟုတ်ဆွမ်းအင်းကိုလူလူချင်းချင်းအသုံးချလို့တော့အတွင်စိတ်တည်တာ မိမိတို့၌အဆက်မပြတ်ရှိနေပါစေမိတို့မိဘုံ ထို့တကူထိုဆွဲရင်များသုံးချရမည်ဆိုသောအတိညာများသည့်အကြောင်းတရားများပေါ်ပေါက်တည်မြင်၍ရလာမည်ဖြစ်ပါသည်တို့ဖြစ်ရာရှေခန်းတွင် စိတ်ပညာရှင်များတွေ့ရှိသောသောအသုံးချနည်းများကိုရေးသားဖော်ပြပါမည်စိတ်သည်မိတိနေရာ၌မိတီသည်သိပ္ပံဤအရာဆိုရင်စိတ်တည်အုံနောက်၌အများဆုံးမိတီတီဟုနားလည်ထားပါသည်တို့တော်ရေပူရသဘောအဖြင့်စိတ်တို့မဟုတ်နံတက်တည် နှလုံး၌တိမိတီဟု နားလည်ယုံကြည်ထားမှုတည်းလည်းရှိနေပေသေးသည်ဤအဆိုနှစ်ချက်အရာမိတိအဆိုသည်အမှန်ဟုသတ်မှတ်ရပါမည်နိတိမ်မွေးနဲ့နယ်သောသဘောတရားများနှင့်ကြုံတွေ့ရရင်ကျွန်တော်တို့ဒီဗုဒ္ဓကျမ်းစာများစီတို့ဥတည်တော်ကြမည်ဖြစ်သည်တို့ဖြစ်ရာဤသဘောအတိုင်းတရားမှန်ကိုအတိအကျသိနိုင်ရန်အတွက်ကျွန်တော်လက်လန်းမိသည်များဗုဒ္ဓကျမ်းစာတွေကိုလှန်လောဖတ်ရှုရာ အရှင်စနကဘိဝင်သားဤ တင်းကြိုပါတာလိကာချံစာမျက်နှာ225နိုင်ပါရှိသောစိတ်ဖြစ်ပေါ်လာပုံစာပိုက်ကိုဖတ်ရှုရသည့်အခါကျမှတန်တရားကင်းရှင်းပြီးနားလည်မှုကိုရရှိပါသည် ထိုစာပိုက်မှာအောက်ပါအတိုင်းဖြစ်သည် စိတ်ဖြစ်ပေါ်လာပုံကြအပ်ခဲ့ပြီးသော စိတ်များသည့်အခွင့်သာလင်တင့်ရာမှာဖြစ်ဖို့ခနာကိုအတွင်၌တည်ရှိနေမည်မဟုတ် အပြင်ဘက်မှာတစုံတယောက်၌နေရာ၌တင်းစီစုပေါင်းနိုင်သူလည်းမရှိဝိတုအာယော မနာတိကာရစသောဆိုင်ရအကြောင်းကိုပေါင်းစုံမိကြတော့အခါမှတာယုတ်ကနေဖြစ်ပေါ်လာကြပေသည် ဥပမာဤအရှိန်ကြရောက်တော့မိသား၍တောက်တော့သူရိယကန္တာခေါ်ကြောက်တမျိုးရှိသည်မိဒီနီယောင်မှလည်းမရှိသေးသူရိယကံကြောက်မှလည်းမရှိသေးပေသို့တော့နီယောင်နီတူရကကံကြောက်တို့ပေါင်းစုံမိသောအခါဓာတ်တဘာဝအလျောက်မိသား၍တောက်တဲ့သို့သည် သူရိယကန္တာကြောင့်နိမိယဝိတ္ထုနေရောင်နှင့်အာယုမိပေါ်ပေါလာပုံနှင့် စိတ်ပေါ်ပါလာပုံတို့တူပေသည်မိဖို့ကျိုးနှင့်ဓာတ်ကျိုးမထီကြသည့်အခါလဲဓာတ်မီထွက်လာပုံမှာလည်းဤနေတိုင်းပင်သည်အထက်ပါစာပိုက်ကိုဖတ်ပြီးလင်စိတ်ဒီအုံနောက်၌စူဝေးတီလည်းမဟုတ်နှလုံးသားအတွင်း၌လည်းတုံမီထားသည်မဟုတ်ဟုဆိုနိုင်သည်တို့တော့အုံနောက်နှင့်နှလုံးသားသည်သူရိယကန္နာကြောင့်နှင့်တူတီဟုကဆိုရပေလိမ့်မည်ဤသဘောသားအတိုင်းနားလည်နိုင်သည့်အတွက်မစ္စတာ Dipi Nrataye to The Buddhist Explanation of the Universe ကိုသခင်ဘာသာဘာသာပြန်ဗုဒ္ဓဤစကြောလာတရားဆက်မြင်နာ125တွင်ပါရှိသော စာပိုင်များကိုအပါအတိုင်းဖော်ပြလိုက်ပါသည်။အုံနောက်ဤတာဝန်များအုံနောက်တွင်ပဝင်ခြင်းနှင့်ပတ်သက်သောအာယုံတိမှုအင်္ဂါများကိုထိမ့်သိမ်း၍ကျွန်ုပ်တို့ဤလှူရှားမှုများကိုအုတ်ချုပ်ပေးမှုနှင့်ပတ်သက်၍အလွန်တိကျသောတာဝန်တစ်ခုရှိသည်ကတိချာဤတို့ဖြစ်ရာနန္ဒတ်နှင့် ဆက်နွယ်မှုနှင့်ပတ်သက်၍အုံနောက်တီအထူးအရေးကြီးသောအရာမဟုတ်နန္ဒတ်တီမျက်စိနှလုံးနားနှာခေါင်းရှာနှင့်အထူးတွေ့ဆိုသော အင်္ဂါ၆ခုပေါ်တာလင်အုံပြုသည်ထို၆ခုအနက်နှလုံးသည်အဓိကဖြစ်၏ဗုဒ္ဓဤစကြဝဠာတရားဆောင်စာမျက်နှာ80နိုင်ပါရှိသော စာပိုက်မှာအောက်ပါအတိုင်းဖြစ်၏နှလုံးဓာတ်ဤတာဝန်မှာကောင်းသောစိတ်လှုပ်ရှားမှုနှင့်မကောင်းသောစိတ်လှုပ်ရှားမှုနှလုံးကိုနှမျိုးလုံးကိုနန္ဒတ်ဖြင့်ပုတ်ပေးရန်ဖြစ်သည်နှလုံးသွင်းရှိ သွေးလိုက်များအတွင်၌စူဝေးနေသောနှလုံးဓာတ်တည်နံဓာတ်တရားဖြစ်သည့်ပဝင်းချင်းတိမှုတန်5ခုလုံးတည်ဤနေရာတွင်ဆက်နွယ်ကြပေသည်နှလုံးဓာတ်တည်ပဝင်းချင်းတိမှုတန်5ခုမှပို့လိုက်တော့အကြောင်းကြားချက်တို့သွားရဖြစ်သည် အထက်ပါစာပိုင်းများကိုဖက်ရှုလေ့လာခြင်းအပြင် စိတ်ဓာတ်တည်ကိုတွင်၌မြင်မြနေရာတွင် ပုံတေကားများရှိနေသည်ဟုမဆိုသာတို့ဖြစ်ရာနှလုံးသွင်းနှင့်အုံနောက်တို့သည်တစ်ခုနှင့်တစ်ခုဆက်နွယ်ကဒုရိယခဏကြောက်ကဲ့သို့အချောင်းဆုံသောအခါအတိစိတ်နှင့်အတွင်းစိတ်ဖြစ်ပေါ်လာပုံအဓိကကြသောအင်္ဂါစိတ်ပိုင်းများဟုဆိုရမည်ဖြစ်လေသည်မိတို့ပင်ဖြစ်စေစိတ်တို့မဟုတ်နန္တတ္တိမိတိနေရ၌မုတ်ချတည်နေသည်ဟုပြောရင်မဖြစ်သေးပင်မျက်စိဖြင့်မမြင်အပ်တော်လေလွန်စွာအင်အားကြီးမား၍ဆံပကာထက်မြက်တီကစိတ်ပညာကိုလိုက်စားမိပုဂ္ဂိုလ်တို့သည်တရှိရအပ်ပေသည် ဤဆိုပြုချက်ကိုစာဖတ်တူယုံကြည်မှုရှိစေရန်ဗုဒ္ဓဤစကြဝဠာတရားဆောက်စာမျက်နှာ35နိုင်ပါရှိသောစာပိုက်တစ်ခုကိုအပါအတိုင်းဖော်ပြလိုက်ရပါသည်။နန္ဒတ်ဤအင်မတန်ပြင်းထန်သောအင်အားကျွန်ုပ်တို့ဤကိုခန္ဓာသည်ကျွန်ုပ်တို့ဤနန္ဒတ်အတွင်၌ရှိနေသောအင်အားများကြောင့်ဖြစ်ပေါ်လာ၏။ကျွန်ုပ်တို့တယောက်ချင်းတယောက်စီဤနန္ဒတ်အတီတီတို့သည်ကျွန်ုပ်တို့တယောက်စီတယောက်စီဤကိုခန္ဓာတစ်ခုစီတစ်ခုစီအတွင်၌ဖွဲ့စည်းနေသောအတင်ချေအတင်ချေများသောမဟာဗုဒ္ဓတ်များကို စီမံအုပ်ချုပ်လျက်ရှိကြသည်နန်ထက်တိုင်းနန်ထက်တိုင်းတွင်အင်မတန်ပြင်းထန်သောအင်အားရှိကြသည်တို့ဖြစ်ရာထိုအင်အားများမှာရေဝူရအဖြစ်ကုခန္နာကိုတွာလာလှုပ်ရှားနေစေမှုအတွက်လိုအပ်သောနိစပတဝင်းများထန်ဆောင်ရာတွင် ကုန်ခန်းပြပြကုံလေးဒီအကယ်၍နှံအင်းအားများကိုအလေပြမရှိအောင်လုပ်ပြင်းနှံတက်လေးချင်မှုနီးများဖြင့်နောက်ထပ်နှံတက်အင်းအားများရအောင် လောက်ကြမည်ဖြစ်မှုမိတုမဆိုမိမိတို့ဤနန္ဒတ်အင်အားကိုမတန်းကျဆားရနယ်နမိတ်ကိုကြော်လွန်သွိုင်းအောင်လုပ်နိုင်မိသားဖြစ်၏အထက်ပါစာပိုင်းဤနောက်ဆုံးဝကြနိုင်ပါရှိသောမိတုမဆိုဆိုသောစကားကိုစာဖတ်သူတိုင်းသိထားရန်သင်ပေသည်မိတုမဆိုမိမိတို့ဤ နန်ထက်အင်အားကိုမှတ်တမ်းချက်စားရာနင်းနမိတ်များကိုကျူးလွန်သွားအောင်လုပ်နိုင်တည်တာဖြစ်သည်ဟုခိုင်လုံသောအဆိုရှိနေပြီဖြစ်လေရာဤစာအုပ်တွင်ရှေခန်းတွင်မှစာ၍နန်ထက်အင်အားများကိုအလီပြောင်းမရှိအောင်မိတို့ပြုလုပ်ရမည်အကြောင်းနှင့်နန်ထက်အလီကျင့်ခန်းဤများကိုရေးသားရမည်ဖြစ်လေသည်ပြန်လည်စဉ်းစားကြည့်တင်သောအချက်များနံပါတ်၁လကဘာပေါ်တို့လူသားများခြေချနိုင်ရဲ့အတွက်အကူအညီအထူးပေးနိုင်သောကွန်ပျူတာဆက်ကိုလူသားဤအုံနောက်ဆွမ်းရည်ကတည်ဆောက်ရေးပေးသည်နံပါတ် လူသားဤအုံနောက်တွင်၌ရှိနေသော14ဘီလီယံခန့်အရေအတွက်ရှိသည့် classical များသည်အကြောင်းမဲ့ brand bra ဖြစ်ပေါ်နေသည်မဟုတ်သူစီစဉ်နေသူနေသားတကြားတိတ်တိတ်တီတီတရှိနေခြင်းဖြစ်သည်နံပါတ်3 classical များမြည်တို့မြည်၍ရှိနေသည့်ရေတွက်ခမန်းနိုင်မရနိုင်အောင်ပင်အထူးတိတ်တီမှုရှိနေသော အုံနောက်တနီယာကိုသရမတ်ဟုခေါ်ဆို၍ထိုနေရာတွင်လူသားဤကြီးမားသောစွမ်းရည်တကူများတီမီယာအတွင်စိတ်မိတီယာနေရာဟုသိပ္ပံရှင်များက ယုံကြည်ကြသည်နံပါတ်၄ Dramat တွင်မိခိုနေသောအတွင်းစိတ်သည်လွန်ကြီးကျယ်များပြသောမျက်ညံများသို့မိထားသောစတိုခမ်းမကြီးရှိသည်ဟုဥပမာပေးနိုင်သည်နံပါတ်၅လူသား၏ကြီးမားကျယ်ပြန့်သောတကိုးနှင့်မျက်ညံများကို လူသား၏အုံနောက်တွင်မြူရိုးစင်ဆက်ဆက်လက်သို့မိဆူဆောင်းခဲ့သည်ဟုတေပန်ရှင်များကယုံကြည်ကြသည် ံပါတ်6ဗုဒ္ဓဤတရားတော်မြတ်များကိုယုံကြည်ကိုးစားအားထားတူကျွန်တော်အနေဖြင့်ဆိုရင်သိပ္ပံပညာရှင်များယုံကြည်ချက်ကိုလက်ခံယုံကြည်သည့်အပြင်အသွင်စိတ်ဆိုဒီမှာမိမိတို့ဘဝပါအနန္တကဖြည့်ချင်းစီပူခဲ့တော့ကံတရားနှင့် ပါရမီများပင်ဖြစ်သည်ဟုစင်ချင်ယုံကြည်သည်တို့ဖြစ်ရာအသွင်စိတ်ကိုပါရမီဟုနားလည်ယုံကြည်ထားသည်နံပါတ်9ညီကြီးထဲသို့အဖိုးတန်တတု ဖြစ်စီများရှိသည်ဟုဘူမိဗေဒပညာရှင်များသည့်တကယ်တို့လူဤအုံနောက်အတွင်းဝယ်လွန်စာတကိုကြီး၍စွမ်းရင်ထက်မြတ်သောအသွင်စိတ်သို့မဟုတ်ပါရမီရှိကြောင်းကိုစိတ်ပညာရှင်များသိကြပေသည်နံပါတ်၈မြေကြီးထဲရှိအဖိုးတန်ပစ္စည်းများကိုအလွယ်တကူနှင့်ရရှိသောအချိန်မှာအနည်းငယ်သာရှိ၍ဉာဏ်ပညာသုံးဆွဲကဝိရိယစိုက်ထုတ်ပြီးကြိုးစားကတူဖို့မှသာထိုပစ္စည်းများကိုရရှိတကယ်တို့တကိုကြီးမှသည့်လူအသွင်စိတ်ဤစွမ်းအားကိုရယူနိုင်ရနိုင်လေ အလွယ်တကူနှင့်ရတူဥယေမှာအနေငယ်များသာဖြစ်ပြီးဉာဏ်ပညာအားဝိရိယအားစတိဖြင့်အားဆိုင်ပြီးရယူဓမ္မသာလူတိုင်းရရှိနိုင်မည်ဖြစ်လေသည်။နံပါတ်၉လူသား၏အသွင်းစိတ်ဓာတ်ခေါ်ပါရမီစိတ်တီသုံးသက်တူအားလူသား၏ဘဝအဆင့်ကိုမြင့်တင်ပေးနိုင်သောစွမ်းရည်တကူရှိကြောင်းနှင့်သိပ္ပံနည်းနှင့်ဓမ္မနည်းများအရာတည်ရှိကြပြီဖြစ်သည်။နံပါတ်၁၀စိတ်ဤမီတီယာသည်အုံနောက်၌ဖြစ်သည်ဟုဆိုလို ကဆိုစေသို့မဟုတ်နှလုံးတွင်း၌ဖြစ်သည်ဟု ဆိုလိုကဆိုစေသို့မဟုတ်မိကြီးနေရာတွင်မှမှအမြင်မှောက်ချတိချင်းနေခြင်းမဟုတ်အကြောင်းတိုက်ဆိုင်လာမှစိတ်ဟုခေါ်သည့်နန္ဒတ်ဖြစ်ပေါ်လာရမည်ဟုဆိုစေထို့အချက်များထက်အ धिक အရေးကြီးသောအချက်မှာလူတိုင်း၏စိတ်ဓာတ်တွင်အင်မတန်ကြီးမားသောတကိုးအင်အားရှိသည့်ဆိုသောအချက်သာလင်ဖြစ်လေသည်ထို့အင်အားကို မလေလွင့်အောင်ထိမ့်သိမ်းတည်ရန်သာလိုပေသည်